Okay မင်္ဂလာပါ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်ရေကောင်းတင်္ဂနာမှာ function module method ကြိုက်တယ်လို့ခေါ်အားလေးကိုမိတ်ဆက်ခဲ့ပြီ။ Okay ဒီကောင်းတင်ဝင်လာပါ။ဒါ function name တွေရလည်းကျွန်တော်မိတ်ဆက်ခဲ့ပြီနော်။ Okay function ကိုဘလို create လုပ်မလဲ။ဘလို name ပေးမလဲ။ဟုတ်နော်။ဘလို ਉਹ လုပ်မလဲ။ကြော်ညာမလဲ။ကြည့်မယ်။ function ကိုတော့ဘလို programming language တိုင်းနဲ့အရှင်ပြောမယ်ဆိုရင်တော့ဒီမှာကြည့် keywords ဟုတ်နော် programming language တိုင်းမှာကျွန်တော်ပြောခဲ့တယ်။ keywords ရှိရလို့ပြောခဲ့တယ်။ဟုတ်နော် keywords တွေ resource keywords တူပါလို့တဲ့ကဲဆိုတော့ keywords ဆိုပါလေ function ကိုတို့ဘာဆိုတဲ့ keywords ကိုတို့လက်တွေသုံးလာပြီ variable ကြော်ညာတဲ့နေရာမှာသုံးတယ် what နီးအဲ memory allocation memory ပေါ်မှာ data တွေ store တဲ့နေရာမှာမလို့လေ variable ကိုသုံး memory ပေါ်မှာ class store store ပြီးတော့အဲ့ဒီအနေနဲ့လုံးလုံးသွားအဲ့ဒီ data တွေအနေနဲ့ကျွန်တော်တို့စသွားဟုတ်လားသူကြိုလုပ်ပေးထားတယ် method တွေလည်းကျွန်တော်တို့မလုပ်လေသုံးတယ်โอเคအခုလည်းလိုပဲ function ကိုကြော်ညာဖို့တဲ့ programming language တိုင်းသူရဲ့ science keyword လို့ ဘတ်ပိုင်သွားဖန်ရှင်ကျွန်တော်တို့ဘယ် keyword ကိုသုံးလဲ Java script ကပိုင်ဖန်ရှင် method module တစ်ခုခုကိုကြော်ညာဖို့ဖန်ရှင်ဖန်တီးဖို့ method ဖန်တီးဖို့ဘယ် keyword ကိုသုံးလဲလိုရင်းကကျွန်တော်ဖန်တီးဆိုရတယ်ဗျကုတ်ကြောင်းတွေကိုစုဖို့ or statement တွေကိုစုစည်းဖို့လောက်ဆောင်ချက်တူတဲ့လောက်ဆောင်ချက်တူတဲ့ရည်ရွယ်ချက်တစ်ခုအတွက်ရည်ရွယ်ချက်တွေတူတဲ့ statement တွေကိုစုစည်းဖို့တဲ့ဘယ် keyword ကိုသုံးလဲဟုတ်လား method declaration function declaration လို့ဘယ် keyword ကိုသုံးလဲပြီးရင်ကျွန်တော်တို့ name ကိုစင်ပြဲနာမည်ပေးမယ်ခုနလိုပဲကျွန်တော်တို့ email ပို့တဲ့လောက်ဆောင်ချက်ဆို set email area တွေ့တဲ့ဟာဆို calculate area ကြိုက်တဲ့နာမည်ကြိုက်တဲ့နာမည်ပေးမယ်ဆက်ဆက်တဲ့နာမည်လေးတက်ရတဲ့နာမည်လေးဆိုင်ရန်နာမည်လေးတော့ပေးပေးဗျာဟုတ်လားဟုတ်ကဲ့နော်ကြိုက်တာ method A method B ဆိုပြီးပြီးပါလုံးများတော့ကျွန်တော်ဖိုတာနိုင်နေပေးတယ်လို့ပြောဗျာ file နေစေတယ်မလားကျွန်တော်ကုန်းထဲမှာ file နေတာလာတယ်ရိုက်ရမှာပြင်းနေ AA နောက်တစ် file လာ11ဟာနောက်တစ် file လာ22အဲ့ပြီးလိုတော့ကြာတယ်အဲငါ11လား22လားမသိဘူးပြီးရောပါလုံးများโอเคနော်ကုန်းထဲစနစ်ကြတယ် အဲ့ဒီပုံစံလေးကျွန်တော်တို့လောရမယ်ပြီးရင်ကျွန်တော်တို့ empty present thesis တွေ့လားဒီခွင်းစာခွင်းပေးလေး present thesis လေးဒီအရေးကြီးပါတယ် programming တိုင်းပါတယ်အဲ့ဒီပုံစံပဲကိုပေးထားတဲ့ name နောက်မှာ present thesis တာ function ဒီစားပေါ့နော်ပြီးရင်တော့ present thesis နောက်မှာပါနေစ calibrate ဒီ calibrate ထဲမှာကိုလုံးမယ် function နေရေးအောင် okay ကဲခုကျွန်တော်တို့ javascript နဲ့ပြပါဆော okay ပြပြ javascript in functions in javascript ဟော javascript မှာ function တွေဘယ်လိုလုပ်လဲ javascript မှာ function ကိုကြော်ညာဖို့တဲ့ function ဆိုတဲ့ keyword လေးကိုသုံးတယ်။ Okay နော်။ကဲ keyword ထဲမှာကြည့် function ပါလားကြည့်။ JavaScript မှာ function ကိုကြော်ညာဖို့အတွက် function ဆိုတဲ့ keyword လေးကိုသုံး။တွေ့လား။ fun cdin1 function ဆိုတဲ့ keyword လေးသုံး။ function ဆိုတဲ့ keyword လေးသုံး။သုံးပြီးတော့ခုနလိုပဲကျွန်တော်နာမည်ပေး။ variable name နေပေးတယ်လို့ပဲနာမည်ပေး။မှန်ကန်တဲ့နာမည်ပေး။ name conversion တူတူပဲ command skin နဲ့ပေးမယ်။ဟုတ်တယ်လား။ create message နောက်လုံးပါလို့အကြီးနဲ့စာမယ်။ရှေ့မှာလည်းလိုပဲ underscore နဲ့စာလို့ရတယ်။အဲ dollar sign နဲ့စာလို့ရတယ်။ batch number တွေနဲ့လို့သွားမှာစာ။ ပြီးတော့သူ keyword တွေတုံးလို့မယ်ဒါသူရဲ့ naming convention ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲဟုတ်လားနာမည်ပေးရတဲ့ niche စနစ်လေး laptop တွေ binary စားတွေ keyword တုံးလို့မျိုး command key တုံးရမယ်ဒါပဲဟုတ်လားဒါပေမဲ့တစ်ချက်တည်းဒါပဲ method name ညားသွားပြန်စလုံးသေးနဲ့စားကျွန်တော်တို့ကလက်တွေ့ကျွန်တော်သင်ခန်းစာမှာတုံးခဲ့တယ်ဒီ anlia ဒီ alert ဆိုတာလေ javascript ကကိုယ်တိုင်အရင်ကြိုပြီးတော့ရေးပေးထားတယ် method တုံးလားလေ့လာတဲ့လူတွေတုံးလို့ရအောင်ဖန်တီးပေးထားတယ် method grammar နေနဲ့ပြောမယ်ဆိုဒါတွေပါတယ်လဲ meaning နေ ဟာ CAD ကကြောင်ဆိုတာကျွန်တော်တို့စာကြက်လိုက်မှသိ CAD ကကြောင်ဆိုတာကျွန်တော်တို့ကကြောင်ဆိုအင်္ဂလိပ် V နဲ့မှာရှိပြီးသားနေဟာအခုလဲတော့ဒီ ALF ဆိုတာ JavaScript ရဲ့ engine ကြီးနဲ့မှာရှိပြီးသားသူကြိုရိုးပေးကြိုရေးပေးထားတယ်ဟာကဲဆိုရင်တော့ JavaScript engine ကြီးမှာ method တွေ branch ရှိရလဲ function တွေ branch ရှိရလဲ class တွေ branch ရှိရလဲ object တွေ branch ရှိရလဲရတယ်သူ့ရဲ့ official website ကိုသွားကြည့်လိုက်အကုန်ပါတယ်ဒါကြောင့်မို့ကျွန်တော်က focus ပြတ်သွားမှကြလို့ဒီနားမှာပဲဒီလောက်ဆိုရပြီဟိုနဲ့အဲ့လိုတွေလည်းရှိတယ်ဆိုတော့အမှန်ထားပဲ precious join ဒါသင်္ကန်းစာလေးအများကြီးကျန်သေးရ foundation လက်နက်လေးခြားကြပြီ okay ဒါဒီတို့ method creation လုပ်တယ် formula ဒါပဲကဲဆို javascript မှာ method fundy ကိုဗာတော့လေ function ဆိုတဲ့ keyword ကိုတော့လေပြီးကျွန်တော်ကိုအစင်ပြတဲ့နာမည်ကိုပေးမယ် main function ဒါနမူနာနဲ့ main function ကိုကြတဲ့နာမည်ပေးပြီးကျွန်တော်တို့ကွင်းစားကွင်းပေးပြီးကျွန်တော်တို့ calculator calculator ကိုကိုကြတဲ့ code တွေရေရောကြိုက်တဲ့ if this statement တွေကဲအကျိုးကျေးဇူးတွေလက်တွေ့စာလိုက်ကြ okay ကြည့်မယ်ကျွန်တော်ဒီ code လေးကိုရေးထားတယ် ban a variable ကြော်ညာလဲ a equal to 9 a b တဲ့ကို ဘယ်ဒီပဲကြောင်ညာတယ် memory location ယူတယ် memory address ထဲမှာသွားပြီးတော့သူသူစင်ပြေတဲ့ address ထဲကိုကျွန်တော်တို့30လို့တင်တယ်9လို့တင်တယ်17လို့တင်တယ်နာမည်လေးက abc ဆိုပြီးတင်တယ်ဟုတ်လား okay ဒီ abc နဲ့ကျွန်တော်တို့ကြိုက်တယ်လို့ပြောင်းလို့ရတယ်နော်အခုပြီးကျွန်တော်တို့အဲ့ဒီတန်ဖို့ကျွန်တော်တို့ d ဆိုတဲ့ variable နဲ့ကြောင်ညာပြီးတော့ memory location ကျွန်တော်ဘယ်နဲ့နေရာယူလဲ1 2 3 4ဟုတ်လားအားလုံး4ခု4ခုယူတယ်အကွက်4ခုယူလိုက်တယ်ယူပြီးတော့ d ဆိုတဲ့ကွက်ထဲကိုကျွန်တော်တို့ဒီပေါင်းလက်တွေကိုတော့သွားထည့်မယ်အလတ်အလတ်ဆိုပြီးတော့ထည့်ထားတဲ့ဟာလေးကိုကျွန်တော်တို့ဘာလို့ D ဆိုပြီးတော့ဗာထုတ်ပြန် Okay control တစ်ချက် save စိတ်ရယ်နော် reflect ပြန်လုပ်လိုက်အိုးတွေ့လား the values of ds study ပေါင်းကြည့်လိုက်တာပါတိတော်ဟုတ်တယ်ဒါစင်ပြီ Okay အဲ့ဒါတော့မေးခွင့်မေးမယ်ဟာရောငါဒီဒီလိုပုံစံလေးဒီ method လေးမှာဒီ sense image ဆိုတဲ့နေရာလေးတခြားနေရာမှာလည်းပို့ကျွန်တော်တို့ sense image ဆိုတာအကျဉ်းချင်းပို့နေရမှာလေနော် website တွေကိုစဉ်းစားတချို့ website တွေ image တွေပို့တယ်ကျွန်တော်တို့တော့လား tele နော် message တွေအသက်လို့ဝင်နေတယ်ဖုန်းနံပါတ်တိုင်းဝင်နေအဲ့ဒီ function တွေဘယ်လိုလုပ်လဲအထက်ထက်သူလုပ်နေတာဟုတ်လားအထက်ထက်သူလုပ်နေတာ တစုတစည်းတဲ့လှုပ်ဆောင်ချက်တွေစုပြီးတော့သူလုပ်နေတာအဲ့ဒီဟာကိုကျွန်တော်အများအမ်းသုံးဖို့လိုတယ်မကြမကြသုံးဖို့အဲ့ဒီတော့ကျွန်တော်တို့ဒီ statement တွေအကုန်လုံးစုလိုက်ဘယ်လိုစုမလဲပြောမယ် fum ction function ကဲကျွန်တော် javascript ရဲ့ niche စနစ်ကိုသုံးလိုက်ရအောင် function ဆိုတဲ့ keyword ကိုသုံးပြီးရင်ပြတိုက်တဲ့နာမည်ပဲ main function လို့ပဲကျွန်တော်ပြောလိုက်မယ် fum ction function ပြင်တော်တို့ဂွန်းဆက်ခွင့်ပေး present thesis empty present thesis okay အပြင်ဒီမှာအဲရောင်းငကာလီဘက်ခံ Okay. Calibrant. ဒီ calibrant ထဲမှာကျွန်တော်တို့ကြိုက်တဲ့ code တွေထည့်ဒါစီသူဒီပါဖြစ်တာလေ code တွေစုပြီးသားဖြစ်တာ control h direct ထည့်လိုက်မယ် control v ဟုတ်ပြီနော် control h control v အားလေးနည်းနည်းလေးဒီဘက်တိုးလိုက်အောင်မယ်ဟုတ်လား okay code လေးကြည့်လို့လာပါဟုတ်ပြီဒါဆိုကျွန်တော်တို့ var function နဲ့စ JavaScript ရဲ့ my function ဆိုပြီးဟုတ်ပြီတွန်းလိုက်တာတော့ဟုတ်ပြီအဲ့တော့ i function ပြန်ခေါ်ရအောင်မယ်တွန်းရုံနဲ့မပြီးသေးဘူးဘာလို့ရအောင်မလဲပြန်ခေါ်ရအောင်မယ်ခေါ်ပြီးတွန်းမှရကဲတော့ဒီလိုစုလိုက်တယ် run ကြည့်မယ် စေ့ထားတယ်နော် run ကြည့်။အော်မလုပ်လို့ဒီလားမလုပ်ဘူးဘာဖြစ်လို့လဲ။ဟာယော JavaScript engine ကြီး JavaScript interpreter ကြီးอ่ะဟုတ်နော်ကျွန်တော်တို့ programming ရဲ့ interpreter လို့ဆိုပြောကြပြီနော်နောက်ကွယ် interpreter လုံးလုံးမှာ interpreter ကြီးသိတယ်ဒီ ქვენ ဆက် ქვენ မိန်နဲ့ဒီ curly brace မြင်တာလေဟာဒီကောင် function တကူကိုဖန်တီးထားတာသူသိတယ် function ဆိုတော့သူသိသွားတယ်ဒါပေမဲ့ကျွန်တော်တို့ i function ခေါ်ပြီးတော့အလုံးမလုပ်ခိုင်းရလေမတုံးခိုင်းရလေ okay အဲ့ဒီတော့ကျွန်တော်တို့တုံးလိုက်မယ် my function cti our function တတ်တတ်သူ့နာမည်ကိုတတ်တတ်ခေါ်ပေးရခေါ်လိုက်မှသူအလုံးလုံး နာမည်တော့တူနေပေးတယ်နော် mind function သွားပြီးတော့ mind function စလုံးမှာ k sensitive လည်းဖြစ်တယ်စလုံးပေါင်းဒီမှာကျွန်တော် mind function လို့ပေးထားတာ mind function လေးပါတယ်လို့လို့မရအောင်ဟုတ်နော်စလုံးပေါင်းတော့မှန်ပါရဲ့ okay ဒီလိုရေးထားပြီးဆိုတော့ controller တစ်ချက်နေပြန် run ကြည့်မယ်အော်တခါလို့သွားကဲဒီ function ကျွန်တော် node ရအောင်ငါတက်ဒီ function တက်ခေါ်ခြင်းနဲ့ရတယ် control c ထက်ခေါ်ကြိုက်တဲ့နေရာမှာသွားရေး control v အ control v အ control v ငါးခါလောက်သူလောလောလဲ controller တစ်ချက်နေပြန်တော့သွား run လိုက် replay ဟာ ပဲလဲနေတော့တော့လုံးလုံးနေဟော။အိုးဝေါ။အိုးတို့လားငါးခါခေါ်ငါးခါလို့အဲ့မလွယ်ဘူးလား။ statement လေးတွေစုထားတော့ပြန်သုံးလို့မလွယ်ဘူးလား။လွယ်တယ်ပြီးကျွန်တော်တို့စုစည်းထားတဲ့အော်လေးတွေဆိုတော့ကျွန်တော်တို့သူ့ဆိုင်ဆိုင်ရာလောက်ဆောင်ချက်လေးတွေဆိုတော့ခေါ်ခြင်းနဲ့ function ကြိုက်ခေါ်တယ်။ဒါဒီကျွန်တော်တို့ statement လေးတွေစုတဲ့အစုအစင်မှာရောင်းနေနော်။ပြင်တစ်ဖြည်းဖြည်းချင်းတစ်စင်းချင်းသွားမယ်။ဘာလေးရှိသေးလဲကျွန်တော်တို့သွားမယ်။ဟုတ်ကဲ့။ Okay အဲ့ဆိုတော့ function type လေးနဲ့ function create လုပ်တာနဲ့ function ပြန်ခေါ်တယ် အဲဗီဂန်နာအနေနဲ့ဆိုခဏတိုင်းကြုံရတယ် function creator လို့လည်းပြန်မခေါ်ခဲ့ဘူးဟာမခေါ်ခဲ့မနဲ့ run ကြည့်ဟာငါမလုံးမလုပ်ဘူး error တက်တယ်ပါညာဖြစ်ကုန်တယ်တတိထမဲ့ function ဒီ create လုပ်ရမယ်ပြီးရင် calling ပြန်ခေါ်ရမယ်နော် javascript မှာတော့ဒီလိုလေးလွတ်လွတ်ကူကူပြန်ခေါ်လို့ရတယ် okay နောက်တစ်ခုဒီ present thesis ဒီအလကားထားတာမဟုတ်ဗျာဒီထဲမှာကျွန်တော်တို့ကတန်ဖိုးတွေထည့်လို့ရတယ်ဟုတ်လားဟုတ်လား parameter လို့ခေါ်တယ်အဲ့ဒါကျွန်တော်နောက်ထပ်သင်ခန်းစာမှာသွားမယ်သူ့ကိုတန်ဖိုးဒီ function လုပ်လို့ဖို့တဲ့ဒီထဲမှာကျွန်တော်တို့ information တွေလက်ထည့်ပေးလို့ရတယ်ဒီခွင့်စားကုန်ပေးတယ် အထည့်ပြီးတော့ဒီအထည့်ပြီးတဲ့ဟာတို့ဒီ method တွေမှာဘယ်လိုလုပ်မှာလဲပြီးရင်တို့လုတ်ပြီးတော့တန်ဖိုးတွေဘယ်လိုပြန်အောင်မှာလဲဒါဒီချိန်မှာဒီ function နဲ့လွယ်လွယ်လေးလေးအခြေခံ function နဲ့ပေါင်းပြီးတော့ဒီတိုင်းလေးပဲ console မှာပြလိုက်တာဟုတ်နော်။ or hello all လို့ပဲသူကထုတ်ပြလိုက်တာ။ဘာမှခက်တာမဟုတ်။ဒါပေမဲ့ဒီကနေ parameter တွေပြန်ထည့်လို့ရထည့်ပြီးတော့ function တွေကျက်ပြီးတော့နောက်ထပ် result တွေပြန်ပြီးတော့အပြင်ကိုထုတ်ပေးလို့ရသေးတယ်။အားရနောက်သင်နေလာမှာတွားမယ်။ This is a function module method supporting ကြိုက်တယ်လို့ခေါ် IB programming language တိုင်းမှာရှိမယ်။ Okay ကျွန်တော်တို့ keyword လေးတခုဟိုက knowledge vocabulary လေးတခုရိုက်ပါတော့။ Function. Okay. Thank you.